ကရင်ပြည်နယ်မြောက်ပိုင်းကနေကြားဆောင်တပ် PG ရဲ့ထိန်းချုပ်နယ်မြေတွေကကြားဖြန့်လုံသားနှိမ်နင်းမှုတွေလှုပ်ဆောင်နေသလိုတစ်ဖက်မှာလည်းပြည်ပရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေကိုဖိတ်ခေါ်ပြီးဒေသခံလူထုအလို့အကန့်ခွင့်ရေးရရှိစေဖို့လှုပ်ဆောင်နေတယ်လို့ကရင်နယ်ကြားဆောင်တပ် PG ရဲ့တပ်ဖွဲ့ပြောခွင့်ရဒုပုံမှူးကြီးနိုင်မောင်စောကပြောပါရယ်။ PG ကပါဝင်ထိုင်းမြန်မာနယ်စပ်ကြောက်ခတ်ဒေသကိုထိန်းချုပ်ထားတဲ့ DKBA ကလည်းကြားဖြန့်တိုက်ဖြတ်ရေးနဲ့လူကုန်ကူးခံရသူပြန်ပို့ရေးလုပ်ငန်းတွေကို February လကတည်းကလှုပ်ဆောင်နေတာပဲဖြစ်ပါရယ်။ကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ရဲ့ကြီးမားသော အာကြီးမာတော့ပြည်သူအတွက်ကျွန်တော်တို့ထားရှိတဲ့ကျွန်တော်တို့ကြီးမာတော့စီမံကိန်းတစ်ခုပါဒါပြည်သူအတွက်ပြည်သူအများပေါ့နော်ပြည်သူအများကျွန်တော်တို့ဒေသမှာအလုပ်ကင်ခွင့်လန်းရရှိစေဖို့ဆိုတာကျွန်တော်တို့ရခင်ကလေးကဒါကိုဥတီပြီးလုပ်ခဲ့တာလည်းဖြစ်ပါတယ်ဒီနောက်ပိုင်းမှာမကုနာမလို့လဲအပ်တဲ့ကုနာကဒီစကမှာလုပ်ငန်းတွေထပ်စစ်ပေါ်ပေါက်လာတာပေါ့နော်ကျွန်တော်တို့ကတော့ဒါရည်ရွယ်ထားပါတယ်ဒါပြည်သူတွေအတွက်ကျွန်တော်လုပ်ကင်ခွင့်လန်းရရှိဖို့ကျွန်တော်တို့ဆောင်ရွက်နေတာဒါဒီဇိုင်းမဲ့မဲ့လုပ်နေတာဖြစ်ပါတယ်ဒါမဲ့လက်တလောရှိနေမှာကျွန်တော်တို့ဒီ စကမ်မာဒီကြားဖြတ်လုပ်ငန်းကိုကျွန်တော်တို့ဒီတိုက်ဖြတ်မှုမှာကျွန်တော်လုပ်ငန်းတွေမပြီးဆုံးနေတာလည်းပါတယ်လို့ကျွန်တော်တို့ဟိုရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့လှုပ်ရှားလေးတွေအနေငယ်ရှိပါသေးတယ်ဒီဒါလေးအကုန်လုံး clear ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အာခုနကကြားမှာလည်းကျွန်တော်တို့ကမလုပ်နေတာမဟုတ်လုပ်ပါတာကျွန်တော်ဒီပါရင်းနှီးမြှုပ်နှံမှုတွေကျွန်တော်ဖိတ်ခေါ်ပြီးတော့မှကျွန်တော်တို့ဒီတရားဝင်ကျွန်တော်တို့ဒီစမ်းမှုစုံလို့ကျွန်တော်အဲ့ဒါလေးတွေလည်းကျွန်တော်တစ်ဖက်မှာလည်းဆောင်ရွက်နေပါတယ်တစ်ဖက်မှာလည်းကျွန်တော်ဒီဘက်တိုက်ဖြတ်ရေးလုပ်နေတယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့ ီဘက်ကဒေတာအကန့်လေးတရားဝင်အလုတ်ကန်ခွေလရရှိဖို့အတွက်ကတော့အဲ့ဒါကျွန်တော်တို့အခြေအနေနည်းနည်းယူရအောင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်2024အောက်တိုဘာလတုန်းကလည်းရွှေကိုကိုကကြားဖြန့်လုပ်ငန်းလုတ်ကန်သူတွေထွက်သွားဖို့ BGA ကောင်းဆောင်ကိုတိုင်းပြောခဲ့ပေးမယ်။နိုဝင်ဘာမှာလုပ်ငန်းတွေပြန်တိုးချဲ့လာတာတွေ့တယ်လို့ BGA နဲ့နီးစပ်သူတွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုနိုင်ငံဆောင်ကပူးပေါင်းနှိမ်နင်းပေးမယ်။လူတသိန်းအထိလောက်ကင်နေစေဖြစ်တယ်လို့ကြားဖြန့်နှင်းနှီးလုပ်ငန်းကိုဦးဆောင်တဲ့ထိုင်းရဲစုကပြောထားပါတယ်။ နောက်ဆုံးတော့လေဒီငွေလေနဲ့လုပ်ငန်းတွေကအမျက်အစွန်းနဲ့ယင်းနှိမ့်နှံမှုပြန်ရအောင်လို့လုပ်နေကြတာပါပဲဗျာကြားဖြတ်နေနေမှုနေဆက်ဒေတာတွေကိုပြတ်မှတ်ထားလိုက်ပြီမယ်လို့တကယ်ခံရတာကျတော့ကျွန်တော်တို့လိုဒေတာခံပြည်သူတွေပါပဲဗျာ ကြားပြန်လို့ခေါ်တဲ့ငွေလိမ်လုပ်ငန်းတွေကိုအမြင့်ဖြတ်ရေးကအာရှဒေတာတွင်ပြဿနာတွေလာမှာကကမ္ဘာပြဿနာတည်းရဲ့ဖြစ်လာပြီလို့ဘန်နာရေးအကျိုးစီးပွားပြိပခဆိုင်ရာလေ့လာသူတချို့ကမှတ်ချက်ပြုထားကြပါတယ်။စီရလာသိမ်းပြီးနောက်ပိုင်းကြားပြန်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပုံမှုတွင်ကျလာခဲ့ပြီးဒီသစ်သားတဲ့လိမ်လေရောင်းချခံရတဲ့နိုင်ငံသားတွေကိုအင်းနီချင်းထိုင်းနိုင်ငံအကူအညီနဲ့ကဲထုတ်ခဲ့ရတဲ့ဖြစ်စဉ်တွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။